မစ်ဇီမာစီပွားရေးသတင်းတော်လက်မအမှုပညာပန်းစင်မျိုးတွေမှာတစ်ခုပါဝင်တယ်ဗတင်းအမှုပညာလုပ်ငန်းခွင်တစ်ခုကိုမြင်တွေ့နေရတာဖြစ်ပါတယ်ဒီနေရာကရန်ကုန်မြို့ကြီးမြိုင်မြို့နယ်မှာတည်ရှိပြီးဗတင်းနန်းလို့အမည်ကျော်ပါတယ်ဒီမှာကပန်းလာထွင်းတာကိုသူပြားတွေနဲ့ပြုလုပ်ပြီးဖျားထီကြတော့ကျင်းနဲ့အလှဆင်ပြုလုပ်နေတာပါဟုတ်ရင်တော့ကျွန်တော်တို့လူတွေကမိုးလွန်းဆိုရင်အလုပ်ပါသွားတယ် ခုနောက်ပိုင်းအခုနောက်ပိုင်းမှာတော့စတီးပြားတွေကိုအသုံးပြုလုတ်ကင်လာတာကြောင့်ပရင်းနှမ်းမှာအလုတ်တွေပိုများလာတယ်လို့ပရင်းလုတ်သားကိုနန်းဝင်းကပြောပြလာပါတယ်အခုကတော့စတီးပြားနဲ့စတီးပြားနဲ့ကတော့အခုနောက်ပိုင်းစတီးပြားပိုပြီးတော့ဟိုပါဖြစ်တာပေါ့ကျွန်တော်မြန်လာတော့မြန်လဲမြန်တယ်ဟိုလောက်ကင်ရတာသူကကြီးပြားတော့နည်းနည်းအလုတ်ရှုပ်တာပေါ့သူကစစ်စစ်ပြန်ချလိုက်ပြန်ရွှေပြန်ချလိုက်ကြီးပြားကြတော့အလုတ်ရှုပ်ကျွန်တော်စတီးပြားကြတော့သူကဘာမှဟို လောက်စားမလို့သူကဘောစီကားလေးခွာလိုက်အောင်သူကရွှေရောင်တစ်ခါထွက်ပြီးသွားတယ်။လုံငှရှင်တူဖြစ်သူကိုကြည်ခိုင်ကတော့ကြေးပြအစားစတိပြတွေကိုအစားထုတ်အသုံးပြုလာတာအချိန်15နှစ်လောက်ရှိလာပြီလို့ပြောပြလာပါတယ်။အရင်ကကြေးပြနဲ့လောက်ကန်ရမှာတစ်ဆဲတုတ်ရတာတွေရွှေချရာတွေပြုတ်လို့ရတာကြောင့်ပုံမအချိန်ကြာပြီးလက်ဝင်တယ်လို့ဈေးနှုန်းကလည်းမြင့်မားတယ်လို့ဆိုပါတယ်။စတိပြကတော့ စတိပြောင်းမှာပုံဖော်ပြီးခွာချလိုက်ုံနဲ့အသင့်အသုံးပြုနိုင်တဲ့ကြောင့်ပုံမိုလွယ်ကူပြီးမြန်ဆန်လာတာဖြစ်တယ်လို့သိရပါတယ်။ team ဟိုကြီးနဲ့စတိနဲ့ဆိုလို့ရှိရင်စတိရစေးသက်တာပေါ့ကြီးကြတော့၃ဆလောက်ဖြစ်သွားတယ်။ဟိုမှာ ठी တော့တသိန်းနဲ့ဆိုလို့ရှိရင်စတိနဲ့တသိန်းနဲ့ဆိုလို့ရှိရင်ရွှေစစ်ဆို၃သိန်းနဲ့လောက်ဖြစ်သွားတယ်။